စ်သင်ဘောသိရင်လက်နက်စနစ်စမ်းသပ်ပစ်ခတ်မှုမြန်ကိုရီးယားပြုလုပ်မြန်ကိုရီးယားဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဒုံခွင်ဒုံတွေတည်ဆောင်နိုင်ပြီးတန်ချိန်9000ရှိတဲ့စစ်သင်ဘောအတစ်တစင်မိတ်ဆက်ပြတ်သားလာခဲ့ပါတယ်။မကြာသေးမီကထုတ်ဖော်ပြသခဲ့တဲ့စစ်သင်ဘောသစ်ဆက်လက်နေရင်ပထမဆုံးသောစမ်းသပ်ပစ်ခတ်မှုကိုစမ်းသပ်ပြုလုပ်ခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာ KCMA က AP လာ30ရင်းတွေကထုတ်ပြန်ပြောကြားလာတာကို AP သတင်းမှာဖော်ပြထားပါတယ်။ တန်ချိန်9000အလေးချိန်ရှိတဲ့စစ်သည်မော်ကိုမြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကထုတ်ဖော်ပြသခဲ့ပြီးအဲ့ဒီစစ်သည်မော်မှာအာအပြင်ဆုံးလက်နက်တွေတပ်ဆင်ထားတယ်လို့ဆိုပါတယ်။ Cruise နဲ့ဝေဟင်ပြစ်ဒုံးကြီးတွေပြစ်လွှတ်ခဲ့ပြီးခေါင်းဆောင်ကင်ဂျောင်အန်နဲ့အကြီးတန်းအရာရှိတွေတက်ရောက်ခဲ့တဲ့စစ်သက်ပြစ်ခတ်မှုတစ်စိတ်တစ်ပိုင်းအပြင်အမြောက်အများပြားအသုံးပြုပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ရေချောင်းအချိုးချအာနာနဲ့အမျိုးသားကာကွယ်ရေးအတွင်း မြန်ကိုရီးယားရေသန့်အနေနဲ့နျူကလ িয়ার လက်နက်တွေအရှိန်မြှင့်ရွေးချယ်ရမယ့်အခြေရောက်နေပြီလို့ကင်ဂျုံအန်ကပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားနဲ့အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေကလည်းမြန်ကိုရီးယားရဲ့တင်မောတည်ဆောက်ရေးလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်းစိုးကာကွယ်ရေးဝန်ကြီးဌာနကတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။